ကချင်ပြည်နဲ့ဝင်မော် KIA ဆိုတာလည်းသူတို့တိုင်းရင်းသားတွေအတွက်ကချင်လူလူအတွက်ကိုအကျိုးမပြုအကျိုးပြုဘယ်မှာလဲသူတို့ဆောက်ထားတဲ့အကြောင်းဘယ်မှာလဲသူတို့ခင်းထားတဲ့တရားဘယ်မှာလဲသူတို့တည်ထားတဲ့ယွာတွေသူတို့တုတ်တက်ရသူတို့မီးပေးထားတဲ့ဘယ်နေရာတွေရှိရလဲပွလင်းနေတာလည်းဒီပေါ်စီတိုင်းပြည်တွေမှာကတည်င်းကိုဥဒတဲ့ဥပေါ့နော်ပြည်သူသားကိုပြန့်တဲ့ပြန့်ဝိုင်းကြိုးစားကြဒါပေမဲ့အာနာရှင်တွေအုပ်ချုပ်တဲ့တိုင်းပြည်မှာကျတော့အဲ့လိုမဟုတ်ဘူးသူတို့ကသူတို့ပေးနေတဲ့ message အကူအညီကိုတခြားဘာတည်ရာကူမှပြည်သူသားကိုအပြတ်နဲ့ ဟယ်လိုချားရမီဘာပီတူညကိုမော်မာများအလုံးပိုင်းမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြော်ဆိုလိုက်ပါတယ်2025ခုနှစ် March လ22ရက်ရက်ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနေပေါ့နော်ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့တော်လိုင်းသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တော်လိုင်းရဲ့အားစုတွေကနေပြန်မယူဆောင်လိုက်ပေးတဲ့သတင်းကောင်းတွေဖြင့် mobile ကွက်ခြေကွက်လောက်မြတ်တွင်လဲကျွန်တော်တို့ကြည့်ရမှာမလို့ကျွန်တော်နဲ့သူအစားဆုံးကြည့်ရှုပေးချဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးနဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းတော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတဘောအနေနဲ့ကတော့ တောင်ကမှာဆာမီပွဲဆုံးဖို့သွားတဲ့ရန်အုပ်ပြခခံပြတော့မှဒူရဲ့အုပ်ပွဲချင်းပြီးတည်ဆုံသွားတဲ့ဆိုတဲ့တင်းကောင်းလေးပဲဖြစ်ပါတယ်။စိုက်ကချင်းဘေးချင်းရှင်မောင်းပြတော့မှပြက်လိုက်တာဒူရဲ့အုပ်ကတော့နေရာမှာပဲတည်သွားတယ်။နောက်တစ်ယောက်ကတော့ထွပြေးသွားတာပေါ့။ပြီးတော့အလောင်းကိုရက်တရင်ကားကောင်တွေပြန်လာယူသွားတယ်။ PDF တွေကတော့ G3 တနတ်တလေးရတဲ့စပရမပြောဆိုထားတာပဲဖြစ်ပါတယ်။ရောက်ကောင်းတဲ့တင်းလေးနော်။ဒါတော့ကျတို့ဒီ action card တွေမှာကြည့်တဲ့အချိန်ပဲဟုဆိုရင်တော်လိုင်းရဆူတွေကနေပြီးတော့မှစစ်ကောင်စီတွေသူတို့ပေါ့နော်။စိုက်ကနဲ့တွားနေတော့မှဘေးကနေပြီးတော့မှပြခရှင်းလေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရော်ရီနဲ့ရန်ကုန်အတိုင်းကိုအဓိကဆက်သွယ်တဲ့ရန်ကုန်ပသိမ်လမ်းရန်ကုန်ဟင်္ဒရာလမ်းတခြားမှာစကွန်စီဂိတ်တွေအရဆိုရင်တနေ့ကိုတိန်းထောင်ချီရရှိနေပြီးတော့မှရန်ကုန်အဝင်အဓိကဂိတ်ဖြစ်တဲ့ပန်တိုင်ဂိတ်တစ်ခုထဲမှာကိုတနေ့တိန်း900ရအောင်ကောက်ယူနိုင်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကာစီရဲ့တောင်းချီဖြစ်နေတယ်လမ်းတစည်းကို1000ကနေ9000တောင်းနဲ့ဒါကပုံမှန်မပုံတင်လို့ထောက်ခံစာတော့မပါရင်တောင်းချီငွေညစ်တာပန်တိုင်ဂိတ်ကတနေ့ကိုတိန်း900အပ်ရတယ်ဆိုပြီးတော့မှဝင်ထောင်းသူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ပန်တိုင်ခဲ့ရဆိုရင်ရန်ကုန်ရော်ရီအဝေးပြေးကားမှာအကြီးဆုံးစစ်ဆေးဂိတ်ဖြစ်ပြီးတော့မှခရီးသွားတွေဆီရနဲ့စစ်ဆေးတဲ့နေရာမှာပြူစောထီတွေကအဓိကအသုံးပြုတော့မှရန်နဲ့စစ်တပ်ကစောင့်ကြည့်တောင်းယူထားတယ်လို့သိရတာပဲဖြစ်ပါတယ်ကျွန်တော်အလုံးသိတဲ့အတိုင်းအခုဆိုရင်စစ်ကောင်စီရနေပြီးတော့မှပေါ့နော်ဒီလိုမျိုးဂိတ်တွေဖွင့်ပြီးတော့မှစစ်ချေကောက်နေတာပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့မှစစ်ကောင်စီတွေဒီလိုမျိုးစစ်ဆေးဂိတ်တွေရှိနေတဲ့အချိန်မှာပဲအခုဆိုအ мян ကားလမ်းမပေါ်ထိတက်ပြီးတော့မှဒီကောင်တွေကိုဝိုင်းတီးနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်အနေနဲ့မြန်မာပြည်ထဲမှာရှိတဲ့အရေးပါတဲ့ပေါ့နော်အ мян ကားလမ်းတွေကို ထိန်းချုပ်နိုင်မယ်လို့မျှော်လင့်ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့ဒီနေ့ကျွန်တော်တို့ဦးဖျက်ဖျက်ကြားသိရတဲ့ပေါ့နော်တရင်ကောင်းကတော့ဘိုလခဲမှာကျွန်တော်တို့တော်လရဲဆွေရဲနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုမျိုးစားဖြစ်ပြောင်းပေးပြီးတော့မှတချို့လည်းအရှင်ဖမ်းမိရတယ်ဆိုတဲ့တရင်ပေါ်မှာကိုစီကနေပြီးတော့မှတုံ့တက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာပြီးတော့မှကြည့်လိုက်ရအောင်နော်။လက်ရှိစစ်တပ်တွေကစစ်သားတွေအနေနဲ့မြေပြင်မှာဖြစ်ပေါ်နေတဲ့ပဂတိအမှန်တရားတွေကိုအပြည့်စုံတော့မတိဘူးလို့ထင်ကြတယ် မတည်ဘူးထင်ကြတယ်ဘာဖြစ်လို့ဆိုတော့သူတို့ပြောနေတဲ့ဟာတွေအားလုံးဟာဟိုတချို့တွေကတော့ဒီချိန်ထိကိုလုံးဝဒီသတင်းအမှောင်ချတာတယ်ဖုန်းတွေတုံးပိုင်ခွင့်မရှိဘူးလို့နောက်နောက်ပြီးတော့လက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့အင်တာနက်အခက်အခဲတွေကြောင့်နောက်တစ်ခုကလက်ရှိအင်တာနက်ရဲ့ဈေးနှုန်းတွေပေါ့နော်ဟိုတောင်တာမန်ဒူတွေအဖို့ကဒီဖုန်းပေတုံးမှုဆိုတော့မလွယ်ဘူးလေမလွယ်တဲ့အတွက်စစ်သားတွေအနေနဲ့သူတို့ရတဲ့လခနဲ့ဒီအင်တာနက်ကိုလှန်တိုင်းတုံးမှုဆိုတာကတော်တော်ခက်ခဲမဲ့အနေအထားမြင်ရတယ်ဒါသူများနိုင်ငံတွေမှာဆို Wi-Fi တလုံးတန်တိုင်းတုံးပါလေတမီတာဆိုတော့ ဟုတ်တယ်နော်ဘာမှန်တော့မအောင်ထက်နိုင်တယ်မှာဆိုရင်ဘတ်ထောက်ရောက်မနေရရှေ့ရခြံကုန်မရှိရဆိုဖရီးတော့နော်အလုပ်ငန်းတော်လုပ်လို့ရတယ်ကဲ wifi ရဲ့ LAN 24နိုင်ရွှေတော့ပဲအဲ့တော့နိုင်ငံချင်းအလောက်กว่าပါလားဗျာအဲ့တော့ဘာဖြစ်လာလဲဆိုတော့စက်သွေးအင်းဒီပညာလေးအဲ့လိုမျိုးနောက်သေးွားတဲ့အတွက်နေနေပေါ်မှာဖြစ်နေတဲ့ဒီတည်င်းတွေကိုအချိန်နဲ့တည်င်းကြီးတရှိဖို့ဆိုတဲ့အားနှက်ချက်တွေကပြည်သူလူထုပါဝင်ဒီဝန်ထမ်းတွေကြားထဲမှာအားလုံးကတက်ရောက်ပါတယ်အဲ့တော့ဘာဖြစ်လဲအပေါ်အောက်ချုပ်လူလန်းစားကသူတို့တည်င်းကိုအမှောင်ချပြီးတော့လုတ်ချင်တိုင်းလုတ်လို့ရတယ်အခုလင်းမြင်လာတဲ့ဒီမိုကရေစီတိုင်းပြည်နေမှာဆိုရင် တင်းကိုမြန်တဲ့မြန်အောင်လုပ်ကြတယ်ဘာဖြစ်လို့ဆိုတော့အားတုံခွန်ဆိုင်ဘဒုကတန်မိုးရှိတယ်ဘဒုကနော်မလုံနိုင်ဘူးဒီနံပါတ်၁ကနံပါတ်၂ကမလုံနိုင်ဘူးဆိုရင်နံပါတ်၁ကိုပြည်သူကရွေးချယ်မှာအဲ့တော့ပွင့်လင်းနေလာတဲ့ဒီမိုစီတိုင်းပြည်တွေမှာကတင်းကိုဥဒက်ကဥအောင်နော်ပြည်သူသားကိုပြန့်တဲ့ပြန့်ဝိုင်းကြိုးစားကြတယ်ဒါပေမဲ့အာနာရှင်တွေအုပ်ချုပ်တဲ့တိုင်းပြည်မှာကျတော့အဲ့လိုမဟုတ်ဘူးသူတို့ကသူတို့ပေးနေတဲ့ message တခုကလွဲလို့အခြားဘာတည်းအရာကိုမှပြည်သူသားကိုမပြတ်နိုင်စေချင်အဲ့ဒါအဲ့လိုအဖြစ်သူတို့ပေးနေတဲ့ message ကိုပဲပြည်သူတွေကောင်းတဲ့ထင်မှားတာမှန်တာတရားတာမတရားတာသူတို့မသိဘူးသူတို့ပေးနေတာကနော် ဒါကြီးကကျွဲဖြစ်နေပြီနော်ဒါပေမဲ့နွားလို့ပြောရင်လက်ခံအဲ့တော့အမှန်တကယ်ဒါကကျွဲဒါပေမဲ့သူတို့ပြည်သူတွေကိုမက်ဆေ့ပေးနေဒါကနွားပါဒါနွားလို့ခေါ်တယ်နွားပဲပြောရမယ်အဲ့တော့သူတို့ပေးနေတဲ့ message ကိုသူတို့မီဒီယာတွေကနေဒါနွားပါနွားပါတက်သွင်းနေပေါ့ပေးနေတယ်အဲ့တော့လက်ရှိနော်စစ်ကောက်စီအပါအဝင်ဒီဘောမတွေမီဒီယာတွေကြည့်လိုက်ပါမီဒီယာနာမည်ခံထားတဲ့ပေါက်ပန်း40တွေပါမီဒီယာမဟုတ်ပါဘူးအဲ့တော့အဲ့ဒါကိုကြည့်လိုက်ပါအာအပါအတန်းဖက်သွေးကြွားတယ်တို့ဒါတွေကိုနိုင်နိုင်ပြောနေတာပြောချင်လို့ပြောတာပေါ့အဲ့ဒါအလကားကပြောတာပေါ့ သူတို့အဲ့ဒီအကျမ်းဖတ်တွေအကျမ်းဖတ်စစ်သွေးကြတွေအကျမ်းဖတ်လက်နက်ကင်တောင်းကျမ်းတွေကအကျမ်းဖတ်လက်နက်ကင်တောင်းကျမ်းတွေတော့မပြောဘူးနောက်ပိုင်းဆိုအကျမ်းဖတ်စစ်သွေးကြတွေကအဲ့ဒီစကလုံးတွေကိုတွင်တွင်ပြောတာကနော်အီကိုကျွဲလုံးနေတာပြည်သူတဲကိုအဲ့ဒီအတန်ညံ့ညံ့ရိုက်တွင်းနေတာအမြဲကြားတာစမှာရည်တယ်လူပြောဟာဆောက်ပေါ်နေဟမ်ငါတို့ PDF တွေကိုငါတို့ကြည့်သူပဲ PDF ဆိုတာငါတို့တိတာပဲဒါပေမဲ့ကြားမှာများလာတော့အဲ့ဒီနားတန်ရိုးလာရိုးလာတဲ့အချိန်မှာဘုရင်ကပြောသူအတိန်ဆောင်အမှိုင်းပဲတစ်ခုခုတော့ဖြစ်သွားရင်အဲ့ဒီအပေါ်နဲ့ဘုရင်ကသူတို့ပြောထားတဲ့အားနဲ့ထပ်ပြီးတော့တတန်နဲ့ချက်တယ်ဟော သူပြောတယ်ဟုတ်တယ်လို့အဲအဲ့ဒါမီဒီယာပညာဆိုတာအဲ့ဒါပဲဒါမီဒီယာဓမ္မရဲ့ပညာထဲမှာအများကြီးတယ်ဒါနဲ့သူများနိုင်ငံကမီဒီယာတွေကြတော့ပညာဆိုတာမှန်တယ်မူရကြောကြိုးတော့မပြောက်ဘူး EU ကျွဲမလို့ဘူးနော်ကျွဲရကျွဲ EAE ဒါပေမဲ့ဒီကျွဲဟာဘလောက်တေးချောင်းဘလောက်ကြီးချောင်းလားစင်ကဲနော်မိုင်းနဲ့ပလတ်ကိုသူပေါင်းပါတယ်ပြောချင်တာကမူရကြောကြိုးမဟုတ်တဲ့ဟာကြီးကိုဟုတ်ပါလားမလို့ဟုတ်တော့မဟုတ်ဘူးမလို့အဲ့ဒါမီဒီယာကျင့်ဖို့ဒါပေမဲ့ညီမပြီမှာကြတော့ကျင့်ဖို့မရှိဘူး နော်လက်ရှိမြဝတီမြမအတန်းဆက်ပြီးတော့လက်ရှိတို့ထောက်ခံနေတဲ့အောက်တန်းသားတွေဆုံးပြီးမဟုတ်တာကိုဟုတ်လို့တယ်ဟုတ်တာကိုမဟုတ်တာလို့တယ်ဒါပေမဲ့တော်လိုင်းအင်းရစုတွေဘက်မှာကြတော့အဲ့ဒီကြင့်မော့မဲ့သွားလို့မရဘူးဘယ်သူမရမှာလဲပြည်သူပဲနှမခံကိုစီပြောတော့တဲ့အကြောင်းပါတယ်နော်အခုဆိုရင်ကျွန်တော်တို့သတင်းမီတာဆိုရင်ဒီကအထက်ကစစ်ကောင်စီကနေပြတော့မှဒီမှာခြားရတာပြပမာသူတို့အနေနဲ့ဒီတပွဲချေတွေနဲ့ပတ်သက်ပြီးတော့မှလုံးဝမသိရှိရဘူးလို့ကျွန်တော်ချက်တည်ရတာဖြစ်ပါတယ်ဆိုတော့မြောက်လိုက်တော့အစုကနေပြပမာပါနော်ကျွန်တော်ဒီတော်လိုက်တပွဲအနေနဲ့ပတ်သက်ပြီးတော့မှ တတိမားတွေစက်တိုက်ဆိုတော့သူတို့တတိင်းကိုဖျက်နေတာဖြစ်ပြီးတော့မှကျွန်တော်အလုံးတည်တဲ့အတိုင်းတတိမားတွေကိုစက်တိုက်ဖျက်နေဆိုရင်ပီတူတွေကနေပြီးတော့မှပေါ့နော်နောက်ပိုင်းမှာတတိမားဖြစ်ထင်ကြတာမလို့အဲ့ဒီပုံစံကိုသူတို့အနေနဲ့ချင်းသုံးလာတာကိုတွေ့ရတာပဲဖြစ်ပါတယ်အခုဆိုရင်လည်းကျွန်တော်မြေပြင်တွေမှာဆိုရင်စကောင်စီတပ်ဖွဲ့ဝင်တွေများစွာ မျိုးစာဖြစ်နေတာပြီးတော့မှတချို့တလေရာလည်းအဖမ်းခံရတယ်လို့ကျွန်တော်အလုံးကြားသိရတဲ့အတိုင်းစကောင်စီတပ်မိတပ်စုဝင်တွေကတော့ပေါ့နော်ဒီကိုလင်ပြောင်းနေတာတော့မှမသိပဲနဲ့တိုက်ပွဲမှာတေလာရှင်လာတော့မှအခုဆိုရင်စကောင်စီကနေပြီးတော့မှခွဲခွဲပြပြကိုမချပြတော့ဘဲနဲ့ ပြောင်းလဲနေကြတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်တကယ်ကိုတနာဆရာပေါ့နော်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ့နော်ပေါ့ကတော့နေပြီးတော့မှအားတိုင်း PDF တွေကိုအားချောင်းနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေအားချောင်းမလဲဆိုတာချက်လို့ကြည့်လိုက်ရအောင်နော်ဒီမြန်မာနိုင်ငံထဲမှာရှိကြတဲ့နော်ဒီရက်ဒီရောဒီလူများအားလုံးရောဒါတည်စေချင်ပါတယ်ဗျာနော်သူတို့က မီဒီယာကိုသေခိုင်းအောင်လက်တဲ့အတုံးချရုံတက်တက်ပါပဲဗျာနော်ကျွန်တော်တို့လာပြန်ပြီးဒီတပြားအောင်ပဲဖွင့်နေတာနော်ငပေါ်တော့တော့ဘာတစ်ခုမှမရှိဘူးဒါကိုလည်းအလုံး PDF တွေကတီးပြီးသားပါစုပ်လဲစုစားလဲစုစုတဲ့ဘဝမျိုး PDF တွေမတွေ့ဘဝတော့ကိုလည်းဥစဉ်နေနဲ့မျက်နှာရခိုင်နေပါတယ်နော်အခုလည်းအချိန်မီနေတယ်အချိန်မီနေတယ်နော်အချိန်ကလုံးဝမီနေတယ်ဟိုမှာပေါ့ဥစဉ်တော့ဥနေဝင်လက်ထက်မှာဥနေဝင်လက်ထက်မှာဒါလိုပဲတော့တဲ့မှာထွက်လာကြတာပုံကန်ကြတာပေါ့တော့တော့ပုံနေဘာပုံကန်သွားတော့ဟုတ်လားအကုန်လုံးပေါ့ဥနေဝင်ကြီးမှာအဲ့မှာကြိုက်ရိုက်တာပေါ့နိုင်ဝင်အဲ့ဒါဒီထက်တောင်ဆိုးတဲ့ထင်နေဗျာနော် အမှန်ချိန်တန်းတော့အထဲမှာဇက်တူစာချင်းစားလိုက်တက်လိုက်ဖြတ်လိုက်နဲ့ချင်းချင်းနေခုတ်လိုက်ထစ်လိုက်နဲ့ဖြစ်တော့စိတ်ပြက်လာကြတာပေါ့စိတ်ပြက်လာတော့ဥနေဝင်းစုစားရဲကိုကြီးညီလေးပြန်လာချင်းတယ်ပေါ့ပြန်လာချင်းတဲ့အကြောင်းကိုရေးတာပေါ့ဗျတချို့ကလည်းအဲမှာဘာပြောလဲဆိုတော့ဒါမင်းတို့အိမ်ရင်းနဲ့ဥနေဝင်းကြီးကမင်းတို့အိမ်ကိုမင်းတို့အချိန်မွေးဘဲချင်းပြန်လာပြန်လာပြန်လွတ်လာလို့ရတယ်တဲ့ငါကမင်းတို့နှိမ့်ထုတ်ထားမှာပေါ့ဗျမင်းတို့စိတ်ဆူးဆုံးထွက်သွားတာစိတ်ပြေတဲ့ခါပြန်လာမှပြန်လာမှဆိုတော့ကြိုတီးပြီးသားပါတဲ့အဲ့တော့အချိန်မွေးပြန်လာကြတဲ့ဆိုပြီးမှဥနေဝင်းကြီးကခေါ်တယ်အခုဒီတိုင်းမှာပဲနော် ဒါကကြိုကြီးကပြောရလို့ရှိရင်တော့ခင်ဗျားတို့ဒါစိတ်တော်မတူသေးပါဘူးစိတ်မန်းတူလို့ရှိရင်လွဲမှာမဟုတ်ဘူးဗျာနော်စိတ်တူမဲ့ပုံလည်းပေါက်ပါဘူးဗျာနော်အများအားဖြင့်ရွှေနေရဆိုတော့နော်အဲ့တော့ဦးဇင်းတို့ပြောချင်တာကကိုယ်အိမ်ကိုယ် data ကိုချိန်မီပြန်လာလို့ရတယ်ဗျအမြင်မှန်ရတော့ဒီတရားရှိလာတယ်ဆိုရင်တော့နော် data နေဘယ်လောက်နေဆိုတာကခင်ဗျားတို့အများကြီးပဲဒီကိုကလက်နဲ့ခိုင်းတဲ့ဟာတွေဆိုတာတူတူကိုချိုးအတွက်တူတူရဲ့နေမြေမှာရှိတဲ့တိုင်းရင်းသားတွေလည်းသူအကျိုးမပြုဘူးနော်ကချင်ပြည်နယ်ဝင်မော် KIA ဆိုတာလည်းတူတူတိုင်းရင်းသားတွေအတွက်ကချင်လူလူအတွက်ကိုအကျိုးမပြုဘူးအကျိုးပြုဘယ်မှာလဲတူတူဆောက်ထားတဲ့အကြောင်းဘယ်မှာလဲတူတူခင်းထားတဲ့တရား ဘယ်မှာလဲသူတို့တည်ထားတဲ့ရွာတွေသူတို့တိုးတက်ရသူတို့မီးပေးထားတဲ့ဘယ်နေရာတွေရှိရလဲသူတို့တိုးတက်ရတိုးတက်ကြအောင်ပြထားတဲ့နေရာတွေရှိလို့ရှိရင်ဥစဉ်ကိုပြသမ်းပါပြသမ်းပါနော်သူတို့အတွက်ပဲတကူတဲ့ဓမ္မတွေဒီ KAI တို့ဒီ DNN တို့ MND တို့လက်နက်ကန်အဖွဲ့အစည်းမှန်တယ်များတကူတဲ့ဓမ္မမွားတွေခေါင်းဆောင်မှန်တယ်များနော်အောက်ကအောက်လန်နေတာတွေကိုထိုးကျွင်းနေတာနော်အဲ့တော့တို့တိုင်းရနာအခြေလက်နဲ့ကိုင်ရှင်းတော့ပြန်မကြည့်တာတို့တိုင်းရနာအခြေရှင်တို့တိုင်းရနာလူတွေကိုတပြည်တူလူတွေကိုတော့ပြန်မကြည့်ရင်မင်းတို့ PDF တွေကိုပြန်ကြည့်မလားဒါတော့လည်းမင်းတို့တစ်ချက်တွေးရမယ် ဒီငါပေါတော့ခုချင်းဒီအားချောင်းတို့ကောင်းနေလို့နော်ကျတို့ဒီလိုမျိုးပေါက်ပန်းလေးစပြောတာတဲ့ဒီငါပေါ့ပုံကြတဲ့ lobby တိုက်ကိုခုကရက်ရှင်းပြတင်နေတာပဲဖြစ်ပါတယ်ခုဆိုရင်ကျတို့တော်လရေးတဖုံနေကြတဲ့မှာသူကမှုတွေဖြစ်အောင်ပါနော်သူတို့ကနေပြီးမှစတိုက်လို့ဆောင်လာတာဖြစ်ပြီးမှမြောက်လိုင်းကနေပြီးမှ PDF တွေအလီမြန်ဆုံးဒီပြပြောင်းလာချက်ဖို့ပြောဆိုလာတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကနေပြီးမှစတင်ပြီး water ဖြန့်ပြောဆုံနေကြတာပဲဖြစ်ပါတယ်သူတို့ဆစ်ရှုံးပြီဆိုတော့ဝင်ခလိုက်တဲ့သဘောပဲပေါ့နော်ကျတို့နောက်ထပ် video သဘောနေနဲ့ပူတူမနေပြီးမှ အခုလို့ဆိုရင်တရိုင်းရှုံးနေပေမဲ့သူတို့အနေနဲ့2025ဒါမှမဟုတ်2026အစောပိုင်းမှာပဲရွေးကောက်ပွဲမဖြစ်မှနေပါနော်ကျင်းပသွားမယ်ဆိုပြီးတော့မှအားချောင်းလိုက်တာပဲဖြစ်ပါတယ်ဒီပုသူမရောဘယ်လိုမျိုးတွေပြောနေပြောဆောင်ပြောမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ချစ်လဲရအောင်နော်နောက်ဆုံးသတင်းတစ်ခုကတော့ရွေးကောက်ပွဲကိုမရရတဲ့နီးလန်းပေါင်းစုံနဲ့ဆန့်ကျင်တပိတ်ပေါက်ကြပါဆိုပြီးတော့ပြီးဖက်မိရီမှာဝါဒပြန်ရေးသားနေမှာဖြစ်တယ်။ဆိုတော့ခင်ဗျားတို့လေရွေးကောက်ပွဲကိုတပိတ်မှောက်လीကျမတို့ကကြိုက်ရတယ်။ဖက်ပြီးပြောမယ်နော်။ မျက်ပြူဆိုင်လေးဆရာတိုက်လေးဆိုတဲ့စကားတိုင်းပဲခင်ဗျားတို့ပြည်ထောင်ကရွေးကောက်ပွဲကိုတပိတ်ပေါက်လေးခင်ဗျားတို့ကမဲမပေးလေးကျမတို့ကကြိုက်တယ်ပဲခင်ဗျားတို့ကရွေးကောက်ပွဲကိုဆန့်ကျင်နေခင်ဗျားတို့ကရွေးကောက်ပွဲမဝင်ဘူးခင်ဗျားတို့ကရွေးကောက်ပွဲမဲမပေးဘူးဆိုတော့ကျမတို့အားပေးတဲ့လူကျမတို့ထောက်ခံတဲ့လူတွေသာကျမတို့ငြင်းချင်တဲ့နိုင်ငံရဲ့အစိုးရအဖွဲ့ထဲမှာပါဝင်ဆောင်ရွက်နိုင်နေမယ်နော်ဆိုတော့ကအဲဒီနေရာမှာဒီရွေးကောက်ပွဲလို့ပြောလိုက်တာလေကျမအရင်သဘောကျတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ UEC ယူရီးတွေကပြီးခဲ့တယ်2020နဲ့နှစ်တည်းကသူတို့ဆအကြေညာချက်ထုတ်ခဲ့တာပေါ့နော်2020နှစ်တည်းကထုတ်ခဲ့တာအဲ့ဒါပါလဲဆိုရင်ပါတီတွေ60လေးလောင်းနေရဲ့ပိုင်ဆိုင်မှုကိုကန့်တတ်မထားပါဘူးလေအကြီးအချင်းတွေကကန့်တတ်ထားပါတယ် ဒီစကားလေးကျွန်မသိကြတယ်။ပိုင်ဆိုင်မှုတွေကိုကန့်သက်မထားပါဘူး။အယီချင်းတွေကိုသာကန့်သက်ထားတယ်။အယီချင်းတွေကန့်သက်ဖို့လိုတယ်။အယီချင်းတွေမကန့်သက်ဘူးဆိုလို့ရှိရင်အုတ်ရော်ရော၊ချောက်ရော်ရော်တွေကျွန်မတို့တိုင်းပြည်ကလွတ်တော်တဲမှာအရှက်မရှိတရက်စီမျက်နှာပြောင်တိုက်ပြီးတော့နော်နိုင်ငံရေးကိုလည်းနားမလဲအတိုင်းပညာလည်းမတက်အတွေ့အကြုံလည်းမရှိတိုင်းပြည်နဲ့လူတို့ပေါ်လည်းစိတ်တနာမဆက်မှန်ပဲနဲ့လက်ညှိုးတောင်ကောက်နေလွတ်တော်တဲမှာရုံရုံချောင်ချောင်လာလိမ့်မယ်။အဲဒီလိုသူကြမှာပါတာကြားလို့နော်ဖြုတ်နိုင်ဖြုတ်နိုင်တဲ့ right to recall ဆိုတဲ့အပြန်လဲထိန်းချောင်းခြင်းဥပဒေတည်းရဲ့ကျွန်မတို့မှာလိုအပ်တဲ့ ော့အာဒီကျမတို့ဟိုဒီအရာကြီးပါဒီတခုပေါ့နော်ဒီခံမျိုးပါဒီမှာဆိုလို့ရှိရင်အဲဒီခံမျိုးပါဒီဥက္ကဋ္ဌကြောက်ဆုံးမှုလေးရှိတယ်သူ့ပါဒီမှာတဲ့မြို့နယ်စင်အင်းစီရွေးတာတောင်မှပညာရေးချင်းအနိုင်ဆုံးပညာရေးချင်းစင်နဲ့အောင်ဒီသားလူပေါ်မှာရွေးချယ်တာတဲ့ဟာကောင်းတယ်ကျမကြိုက်တယ်ဒါမျိုးကိုအားပေးတယ်တခြားသောနိုင်ငံပါတီတွေအနေနဲ့ကလည်းပဲပိုင်ဆိုင်မှုတွေကိုကန့်သက်ရတယ်မဟုတ်ပဲအရေးချင်းတွေကိုကန့်သက်ရမယ်ပါတီတစ်ပါးစီစီစီကပါတီတစ်ခုချင်းစီကအရေးချင်းပြည်ဝမှာပါတီဆောင်ဒီမိုကရေစီဆိုတဲ့အစိုးရကလည်းအရေးချင်းပြည်ဝတဲ့အစိုးရတည်းဖြစ်နေ ပုဒ်မှာတော့အခုချိန်ထိသူတို့အနေနဲ့ပါနော်ရုပ်ကောက်ပွဲကျင်းပနေမဲ့ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရဲ့ဆူရီရနေပြီးတော့မှမြောက်လိုင်းတို့ရွေးကောက်ပွဲမှာကျင်းပခင်မှာပဲဇီဝင်ချုပ်ပေးမယ်ဆိုပြီးတော့မှပြောဆိုထားတာမဟုတ်လို့ပါနော်သူတို့ဒီ lobby တက်ကနေပြီးတော့မှဘယ်လိုပဲရွေးကောက်ပွဲကျင်းပခင်မှာတယ်လို့ပြောပြပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှမကြခင်မှာဒီတော်လိုင်းကိုဆုံးသက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့တော်လိုင်းရဲ့ဆူရီနဲ့ပေါ့နော်တွေးဆုံတယ်ဆိုရင်ထွပြေးနေရတယ်ဆိုတဲ့အကြောင်းကိုအဖအသားကနေပြီးတော့မှသူရဲ့တွေးချုံနေရှင်ပြီးတော့မှပြောဆိုထားရတယ် ကျွန်တော်တို့စပီရမချစ်လိုက်ရအောင်နော်ကျွန်တော်ပြောကြသေးတယ်ဗျဥလေးစစ်တိုက်တုံးအောင်မပြေးဘူးလားဘာကပါတယ်စစ်တိုက်တဲ့ချိန်မှာကျွန်တော်တို့လည်းပြေးတယ်ဆိုပြေးလို့ပြောလို့မရဘူးဗျခင်ဗျာစစ်ခုံရုံတင်ပြီးထောင်းကြအဲ့တော့ဘာဖြစ်လဲပြေးကြရဘူးပါတယ်ဒါပေမဲ့အောင်မြင်စွာဆုတ်ခွာခြင်းဟုတ်တယ်နော်ကျွန်တော်တို့မိုင်းရောက်တော့တို့လက်ွက်တွေပါနော်ကျွန်တော်တို့10ရောက်ပေါ့တိုက်ကင်းလှဲတယ်အဲ့ချိန်မှာဘာကပါ၄900နဲ့တိုးတဲ့ခါကျတော့ကျွန်တော်တို့၁၀ရောက်အဲ့တော့ကျွန်တော်ဆရာဆရာမြဝင်းသူရဲ့ကောင်းနဲ့တိုက်ပွဲကြာသွားတယ် ါမြားနူရဲ့အောင်ဝင်းရဲ့ကတော့တိုက်ပွဲကြတယ်ကျွန်တော်ရဲ့တငယ်ချင်းခင်မောင်တန်းအဲ့ကောင်ကတော့ဘိုက်ကိုတုံးကြက်လောက်မှန်တယ်အဲ့အချိန်မှာကျွန်တော်ပစိုးနဲ့စီးပြီးတော့ကျွန်တော်ဒီကောင်ကျွန်တော်တွဲခေါ်လာပြီးတော့စစ်ကူတွေရောက်လာလို့ကျွန်တော်တငယ်ချင်းကအသက်ရှိခဲ့တယ်ဘိုက်ဘေးကနေပြီးတော့မှပလတ်စတစ်လေးနဲ့ဖောက်ပြီးတော့ချိပါခင်မောင်တန်းတော့အဲ့မန္တလေးကိုပြောင်းသွားတယ်လို့ကြားလိုက်တယ်ဗျအဲ့တော့ပြောမယ်အဲ့လိုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တယောက်တည်းပြေးရလာတော့မပြောနဲ့နော်ကျွန်တော်တို့တက်ခွဲမှုဘုจุလထုံးဟဲ့ သူလည်းအောင်မြင်စွာဆုတ်ခွာခဲ့ရပူပါတယ်ကျွန်တော်တို့ကျိုင်းတုံမိုင်းရောင်လန်းကကျွန်တော်တို့ပါခေါ်လဲကျွန်တော်တို့ရဲ့လွယ်မှုကြောမှာပေါ့တရားကုမှုတစ်ခွဲတစ်ခွဲလူ9000 6000နဲ့လိုက်တော့မတတ်နိုင်ဘူးပေါ့ဗျာအောင်မြင်စွာဆုတ်ခွာခဲ့ရတယ်ပေါ့ဗျာပိုကျုလာထဖွင့်ရှိပါသေးတယ်မြေကြီးလို့ရရနော်မျက်နိုင်ထုံးတို့ခွန်တဲ့ထုံးတို့စောကျင်းတို့ဆိုတိတယ်အဲ့မှာနေပြည့်တဲ့ခါကျဘိုက်စားတော့ညာအတက်ကြတော့တယ်မှာ အဲကြတော့ဘာလုပ်လဲဆိုစစ်သားကတော့တိတာပေါ့တက်ကြတော့တဲ့တပြက်စည်းတန်လေးတဲ့အဖူးလေးတဲ့ပိုးကောင်လေးတွေစားဗိုက်စားတာဟုတ်ဗျာစားစားတဲ့ခါကျဘူးရောစားကြီးဟာလို့မြတ်ပါကြီးအကုန်စားကြီးပါဆိုကြက်ထဲပြည့်ထဲတော့ဒကောင်ထဲနှစ်ကောင်ထဲနောက်ကျတော့သူလည်းကောင်းသွားတော့အီးရဟာဘူးဘူးအဲ့အဲ့အပင်လေးတွေခုအဲ့ပင်လေးတွေစားလို့အဲ့ကောင်လေးရှိတယ်အဲ့ဘူးစားကျုပ်လည်းစားလိုက်အောင်မယ်အဲ့ဒီလိုစားခဲ့ဘူးပါလားနော်ဒါပေမဲ့ကျွန်တော်တို့ဘကပါခင်မှာဒူးမထောက်ဘူးလက်မမြောက်ဘူးအလံဖြူမထောက်အင်းအားလုံးဝမမြလို့တော့အောင်မြင်စွာနဲ့ဆုတ်ခွာခဲ့ရပါတယ်ခင်ဗျားတို့ပြောတယ်ထွက်ပြေးခဲ့ရတာပေါ့ဗျာ ဒါပေမဲ့ဖမ်းမိတဲ့လူတွေနေ့ကနေ့တော့ကိုကိုကိုပြတ်တက်ပြီးတည်သွားတဲ့ရဲဘော်တွေရှိပါတယ်ဘယ်တော့မှတူးမထောက်ဘူးဘယ်တော့မှအညံ့မခံဘူးကဲဒီရဲ့ဘာသာပေါ့နော်ဥစွဲဆိုတဲ့ပြူခွေးရနေမြို့မှာသူတို့အရင်တော့ကဒီထွက်ပြေးသွားတာကိုအမျိုးစုံစုခွာတယ်ဆိုတဲ့စကားလုံးကိုတုံးလာခဲ့တယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်ပါတယ်အခုဆိုရင်မြောက်လိုင်းလိုစစ်တပ်ကနေမြို့မှာပေါ့နော်အဲ့လိုမျိုးနီးကွက်တွေပြန်ပြီးတော့မှတုံးလာတာပြန်ပြီးတော့မှတချို့ဆိုရင်တော့မှနေရာလမ်းဖြူးတောင်းချင်တောင်းမရပဲနဲ့ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှ အပြတ်ချင်မောတော့တင်နေတာကိုသူတို့ကိုယ်တိုင်သိရှိပြပြပဲဖြစ်ပါတယ်။ဆိုတော့သူတို့အနေနဲ့ဘယ်လိုပဲထွပြနေပါစေချောတို့ဘက်ကနေပြတော့မှအရာဖမ်းပြတော့မှပါနော်။တင်လော်လဲပါတဲ့ပြစ်ဒဏ်တွေကိုချမှတ်ပေးနေတာမလို့သူတို့အနေနဲ့ကတော့ဒီလိုမျိုးဆက်လက်ပြတော့မှပြည်သူလူထုပေါ်မှာပြစ်မှုတွေကျွလွန်နေဦးမယ်ဆိုတော့ဆိုရတဲ့မြင်ကွန်းတွေကိုထပ်သွေးကြုံရဖို့ရှိနေတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပါသမီးကနေပြတော့မှအခုချိန်မှာပါနော်။သူတို့ဘက်ကနေပြတော့မှဆစ်ချွန်နေပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတယ်ကလည်းကျွန်တော်တို့ဆက်ပြတော့မှကြည့်လိုက်ရအောင်။ ုချစ်ရမယ်ပေါ့မြန်မာကိုလူမျိုးကိုလည်းချစ်ရမယ်ပေါ့အဲမြန်မာဆိုမြန်မာကိုချစ်မှာအခုမြန်မာကိုကိုလူမျိုးကိုမချစ်တဲ့ခါကျတော့အဲကိုတိုင်းပြည်ကိုဖျက်တဲ့အခြေအနေပေါ့အဲ့လိုမျိုးတွေကိုလှုပ်ဆောင်နေကြတာကိုတိုင်းပြည်ကိုချနှင်းပြီးတော့တိုင်းပြည်မရှိတော့ရင်ဘာမှလုပ်လို့မရဘူးအဲ့ဒါကိုမသိဘူးတိုင်းပြည်ပြည်ပြောက်နေတော့ဘာပဲလုပ်နေတာလေနောက်ကျတော့တိုင်းရင်းသားကိုစလဲတွေပေါ့တိုင်းရင်းသားလက်နက်ကင်တိုင်းရင်းသားတွေကိုပြောထားတယ်သူကလေ ဖက်ဒရယ်ပေးခြင်းလို့လို့မှာတဲ့ငါတို့ကတဲ့ဖက်ဒရယ်ပေးခြင်းလို့လို့မှာအဆင်သင့်ရှိပြီးသားတဲ့မင်းတို့ကတဲ့အတင်းကြီးကိုဖက်ဒရယ်လူချင်းပေမဲ့အတကြီးလုံးအကြီးပြောမရနိုင်တာတွေကိုတောင်းတဲ့ခါကျအစိုးရအနေနဲ့ပေးလို့မရဘူးပေါ့ဟုတ်တော့ဟုတ်တယ်လေတိုင်းရင်းသားလက်နက်ကိုင်တွေသူတို့ပိုင်နေနေမြေတွေတဲ့မှာနေမြေတွေအကုန်လုံးပေါ့စိုးမိုးထားပြီးမြေအခုထားလိုက်ပါအောင်ကချင်ပြည်နယ်မှာကြောင်စိမ့်တွေထွက်တယ်သစ်တွေထွက်တယ်ညီရှားတွေထွက်တယ်အကုန်လုံးသူတို့ယူတယ်ဒါပေမဲ့စိမ့်ုံတစ်ခုမဆောက်ဘူးလေလမ်းတရာတစ်ခုမဆောက်ဘူးလေအဲ့ဒါမှန်တယ် အစိုးရနဲ့ညှိနှိုင်းနေဆိုရင်လည်းရတဲ့ရတိုက်တဲ့ဟာပဲတိုက်လို့ရမှာပေါ့မဟုတ်ဘူးတီပီနေတော့ကထွက်တဲ့ဟာကချင်ပဲပိုင်ရမယ်ငါတို့ကချင်ပြည်နယ်ကထွက်တဲ့ဟာငါတို့ပဲပိုင်ရမယ်အဲ့လိုကြီးစွတ်တောင်းဆုံလို့တော့ဘယ်ရမလဲမြန်မာနိုင်ငံမြန်မာအဲဘယ်လိုပြောရမလဲပြည်တော်စုအထဲမှာကချင်ကရခင်ချင်းအကုန်ပါတယ်အဲ့ဒါအကုန်လုံးမြန်မာလို့ခေါ်တာပေါ့နော်အဲ့ခါကျတော့ အကုန်လုံးပေါင်းမှမြန်မာဖြစ်မှာလေအဲ့ကချင်ငါတို့ကချင်လူမျိုးအတွက်ငါတို့ကချင်မြန်ဟာငါတို့ပိုင်နေဆိုတော့စကားတွေထွက်နေအရတော့မှားတယ်လေအဲ့တချက်ချင်ပြောတဲ့စကားတပုတ်ထဲမှာကျွန်မအရင်ကြိုက်တဲ့နှစ်ချက်မြန်မာလူမျိုးမှန်ရင်မြမပြူချစ်ပါမြမမှန်ရမယ်မျိုးချစ်စိတ်တဲ့ရှိရမယ်ပေါ့နော်ရှိအောင်လဲကြိုးစားရမယ်တဲ့ပြီးတော့ Federal Beijing လို့လို့มาတယ်နော် Federal Beijing လို့လို့มาတယ်ပြီးတော့ Democracy လိုချင်ကြတာ Democracy ပေးချင်တယ်တဲ့ပေးဖို့လဲစင်သစ်ရှိတယ်တဲ့ Federal လဲပေးလိုချင်တယ်ပေးဖို့အစင်သစ်ရှိတယ်တဲ့ဒါပေမဲ့ကို အိုးတစ်ခေါက်ပြောသလိုလက်တူပြေသူဖြစ်နေတဲ့အတွက်လက်တူပြေသူဖြစ်နေတဲ့အတွက်အဲ့လိုဘာတောင်းဆိုရမှန်းမသိဘူးကိုတောင်းဆိုတဲ့ဟာဘာမှန်းမသိဘူးအခြေအနေဖြစ်နေတဲ့အခါကျတော့အခုလိုမျိုးတွေဖြစ်ရတာပေါ့နော်နာလဘင်းတို့ဆိုတာအဲ့လိုပဲပြောမှာပေါ့နော်မြောက်လိုင်းရနေပြတော်မှာဘယ်သူအနေနဲ့ Federal Page Channel ဆိုပြတော်မှာကျွန်တော်တို့ကိုလိမ့်လိမ့်အခုဆိုရင်ကျွန်တော်တို့တိုင်းတားလင်းနဲ့ကန်တဖို့ဝင်နေရနေပြတော်မှာပေါ့နော်သူတို့အနေနဲ့ဒီစစ်တိုက်ရဲ့ရုံမှာရန်ဆိုင်မှုတွေကိုအရင်ကတည်းကသိရှိလာတာမို့လို့ကျွန်တော်တို့အနေနဲ့ဒီလက်နက်ကန်တော်လှန်ပြတော်မှာပဲ ကိုလိုချင်အောင်ရမယ်ဆိုတဲ့ပေါ့နော်အတိတရားကိုအခုဆိုရင်ရရှိသွားတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ပြည်သူတက်လုံးနေနဲ့လဲတော်လည်းတဖွဲ့တွေနဲ့ပူပေါင်းပြီးတော့မှမြောက်လိုက်ဘလောက်ပဲအားချောင်းနေပါစေသူရဲ့ကြဆုံမဲ့အရေးရောင်တွေကကျတို့မြင်နေရတာမလို့အလုံးအထူးတကားပေါ့နော်ဝင်ဝင်ပြီးတော့မှစူးစမ်းရမယ့်ချိန်ပဲဖြစ်ပါတယ်ကဲကျတို့နောက်ဆုံးဗီဒီယိုသဘောနေတဲ့ပေါ့နော်ခေတ္တကသတင်းသဘောလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်အချက်ပဲစကောက်စီကထိုင်းနိုင်ငံကိုအလုံးသမားစေလုံးမှုတွေအတွက်အဆင်ပေါင်းများစွာထတ်တိုးကန့်တတ်လိုက်တဲ့အပြင် အေဂျင်စီတွေကိုလည်းအလုတ်ခေါ်စားတစောင်းကိုအလုတ်သမားအယောက်90နှုန်းမဲတလတစ်ကြိမ်သာခေါ်ခွင့်ပြုတော့မယ်လို့စစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်ကြေညာလာပြန်ပါတယ်။အဲဒီလိုစစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်ထင်းမှာလက်ရှိထိုင်းနိုင်ငံကိုမြန်မာလူသမားဆေးလွတ်ဖို့အတွက် လုပ်ငန်းစဉ်တွေလုပ်ရမှာနောက်ထပ်အဆင့်73ခုကိုထပ်တိုးကန့်သတ်လိုက်ပြန်တာဖြစ်ပြီးအဲ့ဒီထဲမှာ ေဂျင်စီတွေကအလုတ်ခေါ်စာတွေကိုသူတို့စီအရင်တင်ပြရမှာတွေသူတို့ကတဆင်အဲ့ဒီအလုတ်ခေါ်စာတွေကိုစီစစ်မှာတွေအလုတ်သမားနဲ့စာချုပ်ချုပ်ဖို့ကိစ္စတွေကိုသူတို့စီတင်ပြရမှာတွေကစပြီးအလုတ်သမားတွေပြည်တွင်းပြန်ဝင်လာမဲ့ကိစ္စရက်တွေအစုံအဆင့်ဆင့်တတ်မှတ်ထားပြမှာလေအဲ့ဒီလိုစကောက်စီရဲ့လူသမဝင်ကြီးဌာနကနေပြပလူသမဆီလူဖို့အတွက်နောက်ထပ်အဆင့်ပေါင်း73ခုကိုထပ်မံကန့်သက်ထပ်တိုးလိုက်တာကြောင့်အလူသမတစ်ခါပို့ဖို့အတွက်၄လကနေ6လလောက်အထိကြာသွားမှဖြစ်တယ်လို့ ဒီကြတဲ့အလုတ်ခေါ်စာတစ်ခုကိုတလမှလူသမားအယောက်90နှုံမဲ့ခေါ်ခွင့်ရှိတယ်ဆိုပြီးတတ်မှတ်ထားပြန်တာဖြစ်တဲ့အတွက်အခုလိုစစ်ကောင်စီရဲ့ထတ်တိုးကန့်သတ်မှုတွေဟာပြည်ပအလုတ်ကန်အေဂျင်စီတွေအတွက်တော့တော်တော်ကိုအခက်တွေ့မဲ့အခြေအနေပါပဲလို့ရန်ကုန်မြို့ပြည်ပအလုတ်ကန်အေဂျင်စီပတ်ရှင်တဦးကပြောထားပါတယ်ဒါတောင်ထိုင်းနိုင်ငံအတွက်လူသမားပို့မဲ့ကိစ္စမှာတယ်အခုလိုကန့်သတ်မှုတွေတိုးမြင့်လိုက်တာဖြစ်ပြီးနောက်ထပ်ဂျပန်ကိုရီးယားစင်ကာပူမလေးရှားနဲ့အခြားနိုင်ငံတွေကိုလူသမားစေလွှတ်မှုတွေအတွက်လည်းကန့်သတ်ချက်တွေကိုထပ်ပြီးထုတ်ပြန်ကြေညာမှာဖြစ်တယ်ဆိုပြီးတော့ပါ ဒီကနေ့မတ်လ22ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါဒပြန်သတင်းစာတွေမှာဖော်ပြထားပါသေးတယ်ခင်ဗျာမြောင်းရင်တို့အစုအတော်ဆွန်းဆွန်းနေပြီးတို့တွေပေါ်မှာပါနော်အနိုင်ကျင့်ရုပ်မာနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်အခုဆိုရင်ထိုင်းတနင်္ဂနွေနေ့ကိုပဲအဆင့်73ချင်းနဲ့ပါနော်သူတို့အနေနဲ့ကတ္တမှုပေါင်းများစွာလုပ်လိုက်တာပြပမာပြတို့တွေကဒီလိုမျိုးမျောလိုက်ခက်ပြနေတဲ့ကြားထဲကနေပြတော့မှဆွဲဆော်လွတ်ဆော်နေတဲ့အဟာတွေကိုခါစီခံရတာပဲဖြစ်ပါတယ်ပြတို့တဲ့အလုံးနေနဲ့လဲတော်တိုင်းမှာဒီတဲ့ပုံပြမာထက်ထဲဝင်ပူပေါင်းပွင့်ဖို့လုပ်နေတာပြပမာမျောလိုက်ရဆွန်လဲပါနော်ကျတို့ ဘီပါယောဘီတိုရေပေါ်မှာတော့မှဆက်လက်ပြီးတော့မှရုံးမှချင်နေတာတွေ့ရပဲဖြစ်ပါတယ်သူတို့အနေနဲ့အခုနေတိုးကောက်ပြီးတော့မှနောက်ပြီးတော့မှသူတို့ဘောနာဒီတန်ရုံတွေကတစ်ဆင့်ကျွန်တော်တို့ဘီပါယောဘီတိုရေကိုစင်မူထန်ဆင့်ခေါ်ဖို့လှုံ့ဆောင်နေတာကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ဒီတော်လိုင်းကဒီမြောက်လိုက်တို့ရဲ့ဘောနာနောက်ဆုံးအချိန်ကိုရောက်နေပြီဆိုတော့တွေ့ရပြီးတော့မှကျွန်တော်တို့အနေနဲ့အင်တိုင်းအတိုင်းပူပေါင်းပြီးတော့မှလှုံ့ဆောင်လိုက်မယ်ဆိုရင်တော့မြို့ဘဘီတိုရေလိုချင်နေတဲ့အောင်မြင်မှုတည်င်းတွေကိုကြားရမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ဘဘီတိုများလုံးထူးကျေးဇူးတင်ပါတယ်။ အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြီးတော့မှဒါရိုက် channel ညာလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်